သူများကိုအပြစ်တင်တာသူများကိုကဲ့ရတာဟာကိုယ့်ပေါ်မှာပြန်ပြီးတော့ကြာရောက်တတ်တယ်။ကြီးမာတဲ့အပြစ်တစ်ခုပြန်လေကိုယ့်ကြောင့်ဒါကိုအလွန်တတိထားเสียအောင်လောကလူတွေလူတွေဟာအပြစ်တင်တာလဲလွယ်လွယ်ကူနဲ့လုပ်တတ်တယ်။ကဲ့ရတာလဲလွယ်လွယ်ကူနဲ့လုပ်တတ်တယ်။မြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့အဆုံးအမကိုဒီနေရာမှာမှတ်သားတဲ့နေပေါ့။ဒါနေ့စဉ်ဘဝမှာအရေးကြီးတယ်။လူတိုင်းလူရိုင်းရဲ့နေ့စဉ်ဘဝမှာ နှုတ်ကိုဆောင်စည်းခြင်းဆိုတဲ့နှုတ်ကိုစည်းကမ်းချက်ထားတာအမြဲတမ်းတန်ဖိုးရှိတယ်လူလောကမှာလှုပ်နေကြတာနှုတ်နဲ့ပြောတာရယ်ကိုတိလက်ရောက်လှုပ်တာဒီနှစ်ခုပဲရှိတယ်အဲ့ဒီလိုနှုတ်နဲ့ပြောကိုတိလက်ရောက်လှုပ်တာဟာအမှားရွယ်မရှိအောင်တတိထားပြီးတော့ဆောင်ရွက်ကြရမှာဖြစ်အေးပြစ်တင်မှုကဲရမှုနဲ့ပတ်သက်ပြီးသူတစ်ပါးရဲ့အပြစ်ကိုရှုမြင်တဲ့ဟာရှုမြင်တိုင်းကောင်းသလား ကဲတာကဲတိုင်းကောင်းသလားလို့ဆိုမကောင်းတာတွေအများကြီးနော်မကောင်းတာတွေအများကြီးရသော်ပြားကဟောထားတယ်ပရဝိဆာနုပတိတသူတစ်ပါးအပြစ်ကိုရှုမြင်တတ်တဲ့ပုဂ္ဂိုလ်လောကလူတွေဟာကိုယ်နဲ့ပတ်ဝန်းကျင်မှာချင်းဘယ်သူကဖြင့်ဘာလှုပ်တာပဲဘယ်သူကဖြင့်ဘာပြောတာပဲဆိုပြီးတော့တစ်ဖက်သားကဘလိန်လှုပ်ဖို့ပဲစဉ်းစားတယ်ညာ နော်ကိုယ့်ကိုယ်လည်းအဲ့ဒီအကျင့်စရိုက်ရှိမယ်ဆိုရင်ဒီအကျင့်စရိုက်ကိုပြုပြင်ဖို့လိုအပ်တယ်သူများကို blame လုပ်ပါနဲ့ကိုယ့်အပြစ်ကိုပဲကိုကြည့်ပါသူများအပြစ်ကိုမကြည့်ပါနဲ့အပြစ်မမြင်ပါနဲ့လို့ဆိုအဲ့ဒီမှာရသော်ဘုရားကပရဝိသပရဝိသဆိုတာဝိသဆိုတာပြောစရာအပြစ်ကိုဝိသဆိုခေါ်ပရဝိသ သူတပါရဲ့အပြစ်ကိုအနုပသိတဆိုအမြဲမပြတ်စောင့်ကြည့်နေတဲ့ပုဂ္ဂိုလ်သူများကိုအပြစ်တင်နေတဲ့ပုဂ္ဂိုလ်သူများအပြစ်ကိုရှာနေတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုရှာနေတဲ့ပုဂ္ဂိုလ်ဘာဖြစ်တတ်လဲအာတဝါတတ္တဝဋ္ဌံတိအဲ့ဒီပုဂ္ဂိုလ်မှာမကောင်းတဲ့အကုသိုလ်တွေအာတဝတရားဆိုတာ ကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာမပြတ်စည်းဝင်လာတဲ့ကိလေသာတွေကိုလည်းဆိုတယ်။အဘိဓမ္မာမှာတော့လောဘဒိဋ္ဌိ၊မောဟဒီသုံးခုကိုအာတဝါလို့ခေါ်ပေမဲ့လို့အာတဝါဆိုတာမိမိရဲ့တဏ္ဏမှာမပြတ်စည်းဝင်နေတဲ့သို့မဟုတ်တဏ္ဍာမှာကြာရှည်လာတဲ့စိတ်အစဉ်မှာဖြစ်ပေါ်နေတဲ့ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေတရားဆိုးတွေလို့ဆိုတယ်။အဲ့ဒါတွေဟာတိုးလာလိမ့်မယ်။ သူများအပြစ်မြင်ရင်အာတဝဆိုတဲ့ကိလေသာတရားစိုးတွေကိုယ်ရင်ထဲမှာတိုးလာနိုင်တယ်အပြစ်တွေကို